ီနေ့အိတ်ဆဲထဲမှာ auto fill feature လေးလောက်တဲ့ကိစ္စလေးပြောမယ်နော်အဲ auto fill feature လောက်ချင်တယ်ဆိုရင်ဘယ်လိုသုံးလို့ရလဲဆိုတော့အခုဒီ number 1ဆိုတဲ့စာလေးရှိတယ်နံပါတ်လေးရှိတယ်အဲ့ဒီနံပါတ်မှာဘာလုပ်ငန်းလေးလုပ်ထားလဲဆိုတော့ data လေးမှာသူဒီ pool လုပ်ထားတယ်ဟုတ်တယ်မနော် pool လုပ်ထားတယ်အရာဖြည့်ထားတယ် site ဒီကြည့်ထားတယ်အဲ့တော့ channel အကွက်ဒီမှာ auto fill ဖြည့်နေတယ်ဆိုရင်တော့ဒီ b tick formatting လောက်ထားတဲ့ရဲ့ b မှာ ပလက်ဆန်းလေးပြောင်းထားပြီးအောက်ကိုဆွဲလိုက်အဲ့လိုဆွဲပြီးလွတ်လိုက်တဲ့ချိန်မှာတော့ဒီအောက်ဒီမှာဒီသင်္ကေတလေးပေါ်လာမှာနော်ဒီလိုပါလေအဲ့ဒီသင်္ကေတကိုထောက်လိုက်တော့မှဒီမှာနောက်ထပ်ဘေးမှာ down arrow လေးထပ်ပေါ်လေအဲ့ down arrow မှာကလစ်နှိပ်လိုက်ကလစ်နှိပ်ပြီးအဲ့ဒီမှာကိုက fade formatting only ဖေးဖြစ်မယ် formatting only ဆိုတာ format လောက်ထားတာဖြစ်မယ်လို့ပြောတာနော်ဒါလေးကိုရွှေ့လိုက်အဲ့လိုရွှေ့လိုက်ရင်ဒီမှာဒီအောက်မှာ ဒီမှာစာသားလေးရိုက်ထည့်မယ်စာသား NO လို့ရိုက်ထည့်လိုက်ဒါဆိုအဲ့ဒီနံပါတ်ကအပေါ်ကဖြည့်ထားတဲ့ formatting ရဲ့ size တွေပုံဝေးကိုဝင်သွားမယ်နော်ဒီကြောင့်နံပါတ်ပြီးသွားရင်ဒီအားလေးမှာပြန်ရိုက်ထည့်မယ်1 enter ဒီကြောင့်2ဒါလေးဖြည့်ဖြည့်သူဒီပါဆိုအပေါ် formatting မျိုးဝင်သွားနိုင်ပြီနော်ဒါကကြာအပေါ် format ကိုရှုလာအဲ့ဒီချိန်မှာနောက်ထပ်သူကဒီအပေါ် format ကိုမယူချင်တော့အခုသူ့ကိုနောက်ထပ်ထမား ပုံစံအတိုင်းပဲပေါ့နော်သူ copy လုပ်လိုက်မယ် control c ဒီဒီမှာ green နဲ့ enter control v enter နော်အဲ့ဒီ format ကိုလည်းအဲ့လိုပဲဒီဘက်ကနေ fill handle နဲ့ဖြည့်ပြီးအောက်ကိုဆွဲချလိုက်အောက်ကိုဆွဲချလိုက်ရင်ဒီဘက်မှာပုံလေးပေါ်လာပြီ auto fill feature လေးအဲ့ပေါ်လာတဲ့ auto fill feature ရဲ့တော့ဘာလို့ဆွဲပြီးပြရလဲဘေးက down arrow လေးကိုနှိပ်ကြည့်လိုက်တော့ auto fill feature ရဲ့ down arrow နှိပ်ပြီးသွားရင်ဒီခါတော့ fail formatting only ကိုမသုံးတော့ဘူး fail without formatting ဆိုတာသုံးတယ်နေတာဒါဆိုတော့ဒီအောက်ကနံပါတ်2ရဲ့မှာဒါ formatting ပြတ်သွားပြီလို့ပြောချင်တာနော်အဲ့တော့ဒီအောက်ကနံပါတ်2ရဲ့မှာအစာအိပ်ပြန်ဖြည့်ကြည့်လိုက်မယ်နံပါတ်လို့ပြန်ဖြည့်ကြည့်လိုက်မယ်အဲ့တော့နံပါတ်ဖြည့်လိုက်တယ်သူကရိုးရိုးပါလို့ဝင်တော့လေဆိုရင်ငါကိုပုံမဲ့အတိုင်းပဲသူဟိုအပေါ့ရိုးစာသား form နဲ့ဝင်နေမယ်နော်နံပါတ်နောက်တစ်ခုကကြတော့ အေးအေးလို့ရိုက်ထည့်ကြည့်ဂါစာဒါပဲရရတူတူပါဆိုအဲ့မှာနံပါတ်တရား format တွေပြုတ်သွားလိမ့်မယ်နော်အဲ့တော့နောက်ခုသွားခဲ့တယ်ဒီလိုမျိုးစာရိုက်လိုက်တယ်ရိုက်လိုက်တဲ့စာကဒီမှာဆိုဒီမှာအေးအေးလို့ရိုက်လိုက်တယ်ရိုက်လိုက်တဲ့အေးအေးကို alignment အခုဆိုရင် center ပြောင်းထားတယ် alignment center လေးလောက်ထားတယ်ဘိုးလောက်ထားတယ်နောက်တစ်ခါစာသားအရာအနည်းအောင်ပြောင်းထားတယ်အဲ့အနည်းအောင်လေးရဲ့ပြည့်ရတယ်မြောင်းနှိပ်ပြီးတော့ဆွဲထားလိုက်တဲ့အ ချိန်မှာကိုလိုချင်တော့ဆွဲချပါဘောနော်ဒီပြီးရတောင်အဲ့လိုမှနှစ်မျိုးနှစ်မျိုးပြောခဲ့တယ် fail format တင် only ဆိုရင် format ကိုပဲယူမယ် fail without formatting ဆိုရင် format မယူဘူးနော်ဒီနှစ်မျိုးပြောခဲ့တယ်ဒီ copy စရတော့ဗာလဲကြည့်လို့ပဲလဲဆိုတော့ဒီလိုမျိုးဖိပြီးဆွဲချလိုက်တော့ဒီစာသားတွေအကုန်လုံး copy ဆွဲရတဲ့အတူတူပဲနော်အဲ့တော့ဒါဆိုရင်ဒီပြီးမှာဒီပြီးမှာ plus form submitter ဖိပြီးအကုန်ဆွဲချလိုက်တာ copy နဲ့အတူတူပဲဟုတ်နော်အဲ့ဒါကြောင့်မထိတ်ဆုံးရတော့သူက copy စဲ့ အောက်ကတော့ formatting ကိုယူတယ်အောက်ပါက formatting မယူဘူးနောက်တစ်ခုအဲ့မှာမယူဆိုတော့ပြောင်းသွားပြီနော်အဲနောက်ဆုံးတစ်ခုကတော့ဒီလိုပုံစံမျိုးသုံးတယ်ဆိုတော့ flash fee ပုံစံ flash fee ရကြတော့ဒီဘက်ကရှိပါဆိုဒီဘက်က ee number လေးတွေရိုက်ထည့်လိုက်တယ်နော်ဒီမှာဆိုရင် aung အောင် aung အောင်အောင်လို့ရိုက်ထည့်လိုက်တယ်အောင်တက်ပြီးနေတယ်ဒါဆိုရင်ခြေကြီးရောက်သွားတယ်နော်ဒါဆိုရင် shift နဲ့ ွက်မှာအာဆွေဟာဦးသွားအကုတ်နှစ်ခုစလုံးကိုပေါင်းရတဲ့ပုံပေါ့နော်အဲ့တော့အဲ့ပုံစံအတိုင်းပဲဒီမှာဆိုရင်စုစု SU P right arrow key နဲ့ SU အဲ့ဒါစုစီစုစုအဲ့တော့ဒီအပေါ်အကွက်မှာနေမယ်ပြီးရင်တော့ဒီဘေးက500လေးကိုတင်ဖိပြီးဆွဲချလိုက်တဲ့အချိန်မှာသူကအဲ့ကြီးအောင်မယူမှာ စုစုပြအောင်ပါဟုတ်အဲ့တော့ဘေးကဒါကရိုးနှိပ်ပြီးတော့ flash fade လို့လာဒါဆိုရင်စာသားကဒီဘက်ကစာသားတိုင်းဝင်သွားလိမ့်မယ်နော်ဒါဆိုရင်ဒီဘေးမှာရှိတဲ့ fade feature ရဲ့လုံးကြီးဘယ်နှနီးပြောခဲ့လဲဆိုရင်နှနီးပြောခဲ့တယ်အဲသုံးနီးပေါ့နော် fade formatting only ရဲ့ fade without formatting ရဲ့ flash fade ရဲ့နော်သုံးခုပြောခဲ့တယ်ဒါအစ်စေးမှာသုံးရတဲ့ fade feature တွေနော်